င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်အခုတက်ကမှာတော့ပေါ်နာဆွဲခံရပြီးစစ်သားဖြစ်လာသူကညီဖြစ်သူရှေ့အပီဒီအတိုင်းထံအလင်းဝင်ကအကြမ်းဖက်စစ်တပ်ကိုပြန်တိုင်းပြီးဘကိုးတိုင်းတောင်ကိုမြို့နယ်မှာအိမ်ပေါ်ထိပေါ်တာတက်ဆွဲခံရပြီးစစ်မှုရန်တပ်သားဖြစ်လာသူကညီဖြစ်သူရှေ့အပီဒီအတိုင်းထံအလင်းဝင်ရောက်လာပြီးအကြမ်းဖက်စစ်တပ်ကိုပြန်တိုက်ဖို့ရှိသွားကြောင်းနေပြည်တော်တိုင်းစစ်ဌာနတိုင်းရှစ်တုံညာတုံတိုင်းမှုရဲဘော်ရမွန်ကပြောတယ် ။မကြဘတ်စတက်ကနေဘော်တီတက်ပြီးအရင်ကဖန်ဆီးခံရကစစ်မှုရတပ်သားဖြစ်လာတဲ့ကိုအောင်ကိုဝင်းဟာနိုဝင်ဘာ20ရက်နေ့မှာနေပြည်တော်တိုင်းစစ်ဌာနလက်အောက်မှာရှိတဲ့ PDF တက်ကွန် Battalion H03 နဲ့ချိတ်ဆက်ပြီးထွက်ပြေးလင်းဝင်အောင်လာလို့သိရတယ်။ကောင်ကုံဝင်းနေတဲ့စစ်အုပ်စုဖန်စီပီအနာစစ်မှုရန်ပတ်စင်စနစ်တင်တန်းကိုတံဖြူစရမြို့နယ်ဝဲကလီမှာတရားခဲ့ပြီးတင်တန်းပြမြောက်ချိန်မှာတထုံကရအမှတ်ကိုချင်းမြန်တန်ရင်မှာ၅လကြာနေထိုင်နေချိန်မှာညီဖြစ်သူရှိရနေပြီးတော့တိုင်းစစ်ဌာနတိုက်ရင်အမှတ်၈၃၃စီအလေးဝင်ရောက်ခင်ရပဲဖြစ်ပါတယ်။ အမှန်တော့သူကလက်နဲ့ယူပြေးလာဒါပေမဲ့လာမဲ့တန်ရင်နဲ့သူ့နေရာဝေးတော့တဲဖို့မဖြစ်နိုင်လို့လမ်းမှာပဲလက်နဲ့တွေဝှက်ထားခင်ရတယ်တိုင်းရှစ်တောင်ညာတုံးမှာသူ့ညီရင်ရှင်ရဲ့အားချိန်ဆက်ပြီးပြေးလာတော့သွားခွန်မရဘူးလမ်းခီးပဲစီစဉ်ပေးခဲ့ရလို့နေပြည်တော်တိုင်းစစ်ဌာနတိုင်းရှစ်တောင်ညာတုံးတိုင်းမူရဲဘော်ရမုံကပြောတယ်တသားအောင်ကွန်ဝင်းအနေနဲ့လက်ရှိမှာညီဖြစ်သူနဲ့အတူတိုင်းရင်ရှစ်တောင်ညာတုံးမှာပဲရဲဘော်ဖြစ်တောင်းဝင်ထမ်းဆောင်ပြီးအာနာရှင်စစ်ကော်မရှင်တပ်ကိုတွန်းလှန်တိုက်ခိုက်သွားဖို့ရှင်ရလို့သိရတယ် ။အခုလက်ရှိတော့မိုးမှန်တင်တဲ့သူ့အနေနဲ့စစ်ပညာသင်ကြားပြီးပင်မဲ့စိတ်တရေကမိုးမှန်တင်တဲ့တော့ပြန်ပေးဖို့စီစဉ်တဲ့ထားပါတယ်။ပြီးရင်တော့လက်နက်ပေးကင်မီစစ်ကောင်စီကိုပြန်တိုင်းမဲ့သူ့ရွေးချယ်တိုင်းစီစဉ်ပေးမှလို့နေပြီးတော့တိုင်းစစ်ဌာနတိုင်းရှစ်တုံညာတုံတိုင်းမှုရဲဘော်ရမွန်ကပြောတယ်။ဆလဘီကြောင့်ဖြစ်အဆောင်တွေကိုဖောက်ခွဲခြင်းတပ်တင်ခံကွန်ပျူတာနဲ့ဖုန်းတွေကိုဖျက်ဆီးခြင်းဖြင့်မင်းအောင်လိုင်းတဲ့စစ်တပ်ကဥပဒေချိုးဖောက် ဂျာပြန့်လုပ်ငန်းမှာစစ်ဘောကြုတ်တွေကကျွမ်းမြရရှိနေပြီးတသက်ကန်ပြည်စည်ဖြောင်းပြဲဦးဆုံးခရင်ပြည်နယ်များတွင်မြို့နယ်အတွင်းရှိဂျာပြန့်အဆောင်တွေကိုဖောက်ခွဲခြင်းတသက်ကန်ကွန်ပျူတာနဲ့ဖုန်းတွေကိုဖျက်ဆီးခြင်းနဲ့မြောက်လိုင်ဦးဆောင်တဲ့စစ်တပ်ကဥပဒေတွေကိုချိုးဖောက်နေကြောင်းဥပဒေထောက်ကူပြုကွန်ရက်ကတရားလွှတ်တော်ရှင်နေဒေါ်ယီမင်းကပြောတယ်။ခရင်ပြည်နယ်များတွင်မြို့နယ်အတွင်းရှိ KK ဘတ်ရှိကုတ်ကိုပါဝင်ဂျာပြန့်ဝင်းနေမှာအဆောင်တွေကိုစစ်တပ်ကဖောက်ခွဲခြင်းတသက်ကန်ကွန်ပျူတာနဲ့ဖုန်းတွေကိုဖျက်ဆီးခြင်းဖြင့်နိုင်ငံဖြတ်ကျော်ဂျာပြန့်ကွန်ရက်တစ်ခုလုံးကိုနှိမ်နင်းရင်အလွန်ရေးကြီးတဲ့တသက်ကန်ပြည်စည်ကိုဖျောက်ဖျက်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံကကြားဖြန့်သက်တေကံပြည်စီရဲ့ကိုဖြောင်ဖြက်ခြင်းပြည်၎င်းတို့ကိုယ်တိုင်လက်မှတ်ရေးထိုးပြီးထုတ်ပြန်ခဲ့တဲ့ဥပဒေတွေကိုချိုးဖောက်နေကြောင်းမြန်မာနိုင်ငံကိုယ်တိုင်သက်တေကံပြည်စီရဲ့ကိုအစောတလင်ဖြက်စီစဉ်ညွှန်ကြားခဲ့တဲ့ဘောဖြစ်ကြောင်းအမှန်တရားကိုပေါ်ပေါက်လေးဆိုလိုတဲ့ဆန္ဒမရှိခြင်းနောက်ကွယ်မှာစစ်တပ်ခေါင်းဆောင်နဲ့ BGF ခေါင်းဆောင်တွေအကျိုးမြတ်တွေပါရှိနေခြင်းအဂတိလိုက်ဆိုင်ကိစ္စတွေပါရှိခြင်းကြောင့်ဖြစ်နိုင်ကြောင်း၎င်းအတုံးသက်ပြောဆိုတဲ့စားချက်လုံကနေအတွက် electronic သက်တေကံပစ္စည်းဖြစ်တဲ့ကွန်ပျူတာနဲ့လက်ကင်ဖုန်းတွေကရာဇဝမှုကျွလွန်အောင်အသုံးပြုခဲ့တဲ့အရေးကြီးပစ္စည်းဖြစ်ကြောင်း တတိယကပစ္စည်းကိုပေါ်တုံးခြင်းရယူခြင်းစီမံဆောင်ရွက်ခြင်းခွဲခြံစိတ်ပြခြင်းနဲ့အစီရင်ခံခြင်းတို့ကိုဆောင်ရွက်နိုင်ရန်အမျိုးသားဒီဂျစ်တယ်ခွဲစိတ်ခံသို့ပေပိုကရာဇဝတ်မှုကျွလွန်ခဲ့ရာဇဝတ်မှတ်တမ်းတွေကိုပြန်လည်ဆက်စည်းရမည်ဖြစ်ကြောင်းတရားရုံးကိုတရားစွဲဆိုတင်ပို့ပြီးတတိယကချက်တွေရယူပြီးမှသာတရားရုံးရဲ့ဆုံးဖြတ်ချက်ရအစီမံခံခွဲရမည်ဖြစ်ကြောင်းလည်းကောင်းကောင်းရှင်းပြရတယ် ထို့ကြောင့်ဂျပန်စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေ၊ဗီဂျက်တပ်ဖွဲ့တွေကအွန်လိုင်းငွေလင်ကိုင်းတွေအရေးကြီးတဲ့ဒေကန်ချက်တွေကိုအမှန်တရားပေါ်ပေါက်ရင်းနဲ့လိမ့်လည်ခံသူတွေရဲ့နေနာမှုကိုမျက်ကွယ်ပြုကမိမိတို့ကြိုးစည်းပွားကိုရှေ့ရှုပြီးမင်းအွန်လိုင်းဂျပန်ရဲ့စစ်ခိုင်းချက်တွေရဲ့တည်ထေကန်ပစ္စည်းကိုဖျောက်ဖျက်ဖျက်ဆီးခဲ့ခြင်းမှတည်ထေကန်ပစ္စည်းရဲ့ထိမ့်သိမ်းရေးနဲ့စီမံခန့်ခွဲရေးဥပဒေပုံမှန်38ကိုဖောက်ပြန်ကျူးလွန်ရရောက်ကြောင်းထောက်ကူပြုကွန်ရက်ကတရားလွတ်တော်ရှင်နဲ့ဒေါ်ယူမင်းကပြောပါရယ် ရာဇတ်တကြီးဥပဒေပုံမှန်2003တင်မှာပြစ်မှုကျွလွန်ခြင်းဖြစ်ကြောင်းတီလီယန်နဲ့ဖြစ်စဉ်ယုံကြည်ရန်အကြောင်းရှီလီယန်နဲ့ဖြစ်စဉ်မိသူမဆိုပြစ်မှုကျွလွန်သူအားဥပဒေနဲ့ညီခံရမယ့်ပြစ်ဒဏ်မှာကာကွယ်အကြံနဲ့ထိုပြစ်မှုကျွလွန်ခြင်းနဲ့ဆက်လျင်းနဲ့တသက်ကန်တကူကိုကိုပျောက်ဖြတ်စေရင်တို့ဒီမဟုတ်ထိုအကြံမျိုးနဲ့ပင်ပြစ်မှုနဲ့ဆက်လျင်းပြီးမဟုတ်မမှန်မိမိတိတော့တို့ဒီမဟုတ်ယုံကြည်ရဲ့တရင်ကိုပင်လင်းထိုသူကိုတည်တန်းချမှတ်ခြင်းခံထိုက်တဲ့ပြစ်မှုဖြစ်ပါကခုနှစ်နှစ်ထိထောင်တဲ့တမျိုးမျိုးချမှတ်ရမယ့်ပြင်ငွေတန်းလက်ချမှတ်နိုင်ကြောင်းပြဋ္ဌာန်းပါတယ်ထိုပြင်ဆိုပါပြစ်မှုက တကြွန်တန်ဖြစ်စေ၁နှစ်ထိထောင်နေဖြစ်စေချမှတ်ခြင်းခံလိုက်တော့ပြစ်မှုဖြစ်ပါက၃နှစ်ထိထောင်နေတမျိုးမျိုးနဲ့ပြင်ငွေတန်နဲ့ချမှတ်နိုင်၁နှစ်အောင်ရောသည့်ပြစ်မှုဖြစ်ပါကပြဋ္ဌာန်းထားအများဆုံးကာလအပိုင်းချရဲ့၄ပုံတစ်ပုံထောင်နေဖြစ်စေငွေတန်ဖြစ်စေတန်နေရာလုံးချမှတ်ရမည်ဖြစ်ကြောင်းသိရပါတယ်။ 2013ခုနှစ်အဂတိလိုက်စားမှုတိုက်ဖြတ်ဥပဒေပုံမှန်58မှာလည်းပြစ်မှုတရရဲ့နဲ့သက်ဆိုင်တဲ့ငွေကြေးနဲ့ပစ္စည်းရေပေါ်ရည်ရွယ်ဆောင်ရွက်ခြင်းမပြုနိုင်ရင်ဖောက်ကွယ်ထားခြင်းဖျောက်ဖျက်ခြင်းပြောင်းလဲခြင်းဒုမဟုတ်လဲပြောင်းခြင်းတွေပြုကြောင်းပြစ်မှုထင်ရှားစေခြင်းခံရလျင်ထို့သူက၅နှစ်ထက်မပိုတဲ့ထောင်နဲ့ချမှတ်ပြင်ငွေနဲ့လက်ချမှတ်နိုင်တယ်လို့ကြားထန်တယ်စစ်ဘောကျုပ်တင်တဲ့စစ်တပ်ကတပ်တွေကပြည်စည်းကိုစနစ်ကြထိန်းသိမ်းခြင်းမပြုစေဘဲအစောတလင်းဖြက်စီးခြင်းမှမရောက်လာရဲ့စေခိုင်းကြံတဲ့ ။ကြားချင်းဝင်လင်ကိုင်းနေကိုတကဘာလုံးကတိုက်ဖြတ်ဖော်ထုတ်နေကြသည်ကိုတီတီလျက်နဲ့ပြစ်မှုကျွလွန်သူတွေကိုလက်ခံခွင့်ပြုထားခြင်းပြစ်မှုကျွလွန်မှာတုံပြွက်တက်သေးကံပြင်းစီရဖြစ်တဲ့ကွန်ပျူတာနဲ့လက်ကင်ဖုန်းတွေကိုဖျက်ဆီးခြင်းအစာအုပ်တွေကိုဖောက်ခွဲဖျက်ဆီးခြင်းတွေမှာပြစ်မှုကျွလွန်မှာတုံပြုခဲ့တဲ့တက်သေးကံပြင်းစီရကိုဥပဒေမဲ့ဖျက်ဆီးခြင်းမှာအထက်မှာဖော်ပြထားတဲ့ပုံမှန်တွေကိုကျူးလွန်ခြင်းဖြစ်တယ်လို့ဖော်ပြတယ်။တသိကံပစ္စည်းစီမံထိန်းသိမ်းမှုဆိုင်ရာဥပဒေညွှန်ကြားချက်အမှတ်၄မြန်ဆောင်2020အရလည်းတသိကံပစ္စည်းကိုစနစ်တကျစီမံထိန်းသိမ်းထားနိုင်ရဲ့ လိုင်းနာစာမယ့်နီလန်းနေကိုဖော်ပြထားကြောင်းညွှန်ကြားချက်အပိုင်းနှစ်ကာကြီမှတရားဥပဒေစိုးမိုးအဖွဲ့ဆဲကတည်ထေကံပြစ်စီတင်ဆက်တဲ့အချိန်မှာရင်းပြစ်စီတစ်ခုချင်းစီရဲ့အရှိအနောက်ဘေးနှစ်ဖက်နဲ့လောဘကအပေါ်နဲ့အောင်မတော်ရင်သို့မဟုတ်ရရင်ဖြစ်ပါကအပြင်ဘက်နဲ့အတွင်ကန်၄ဘက်၄တန်နေရာတွေအဆောက်ဖြစ်ပါကရင်းဆောင်အပြင်ဘက်နဲ့အတွင်ဘက်အကန့်တကန့်ချင်းစီရဲ့၄ဘက်၄တန်နေရာတွေကိုတက်ပုံရိုက်ပြီးရှာဖွေပုံစံနဲ့လိုအပ်တဲ့ချက်လက်တွေတိကျစွာဖြည့်ဆက်ပြီးရင်းတက်ပုံနဲ့ရှာဖွေပုံစံတွေကိုတည်ထေခံပစ္စည်းစီမံထိန်းသိမ်းမှုဗဟုကော်မတီကို fast ပြင်ဖြစ်စေတခြား electronic ပုံစံတစ်မျိုးနဲ့ဖြစ်စေချက်ချင်းတိုင်းရိုက်ပေးပို့ပြီးနေပြီးတော့ကောင်စီတိုင်းဒေသကြီးပြည်နယ်တက်တေကံဖြစ်စေစီမံထိန်းသိမ်းမှုကော်မတီနဲ့ခရိုင်တက်တေကံဖြစ်စေစီမံထိန်းသိမ်းမှုကော်မတီကိုမိတူပေးပွားမီစသဖြင့်လုပ်ငန်းစဉ်ငားရကိုတည်စိတ်ဖော်ပြပါတယ်ဆလဘီပွင့်ဖြစ်မြို့နယ်မှာလူမျိုးဖောက်ပြန်တဲ့ဆာယဖပိုကြီးကျော်မျိုးနဲ့ထွေဥစီမခင်နီလာထွေတို့ကိုတက်ကြစီတောက်ကပြစ်တက်ပြီးကိုရင်းလဲဖန်ခံ မကွေးတိုင်းဖွံ့ဖြိုးမြို့နယ်မှာလူမှုရေးဖောက်ပြန်တဲ့ဆားဖောက်ပုံကြီးကျော်မျိုးနဲ့ထရိုစီမခင်းနီလောင်ထရိုကိုတက်ကြကြီးတောက်ကပြစ်တက်ပြီးကိုရိုင်းလက်ဖန်ခံလိုက်ကြောင်းဖွံ့ဖြိုးမြို့နယ်မှာတက်တဲ့ရင်မြေကပြောတယ်ဖွံ့ဖြိုးမြို့နယ်လည်းကိုင်းမြို့မှာတက်ကြကြီးကိုပုနဲ့စကုမြို့မှာထရိုဝန်ထမ်းစီမခင်းနီလောင်ထရိုမှာချစ်သူတွေဖြစ်ခဲ့ကြပြီးအတူတူနေထိုင်ခဲ့ကြကြောင်းရင်းနောက်ထရိုဝန်ထမ်းခင်းနီလောင်ထရိုကဖွံ့ဖြိုးမြို့နယ်မှာဆားဖောက်ပုံကြီးကျော်မျိုးနဲ့ထပ်မံချစ်ကြိုက်သွားခဲ့ပြီးအတူနေခဲ့ကြောင်းရှင်တို့သုံးပွင့်ဆိုင်ချစ်ဆက်လန်းဖြစ်လာစဉ်မှာဒီဇင်ဘာ22ရက်နေ့ ညနေ6:30မိနစ်ချိန်တက်ချက်ကြီးကိုဘူကထွေးဦးစီးမှခင်နေလာထွေးနဲ့စာဖဘူကြီးကျော်မျိုးတို့ကိုအတူတွဲလျက်တွေ့ရှိရသဖြင့်တနက်နဲ့နောက်စလုံးပြတ်တက်ခဲ့ခြင်းဖြစ်ပါတယ်။အကင်းဖြစ်ပွားပြီးနောက်ပွင့်ဖြူဝါတက်ကနေစစ်သားနဲ့လေကိုင်းမြေရဲစခန်းမှာရဲတပ်ဖွဲ့ဝင်ကလည်းဆစ်စင်ခဲ့ကြောင်းတက်ချက်ကြီးကိုဘူကဖမ်းဆီးခံခဲ့ကြောင်းဒီဇင်ဘာ3ရက်နေ့ညနေ3:00မှာနမ်မြေကန်တက်နေမှုရဲ့အမိန်နဲ့တေဆုံးသောစာဖဘူကြီးကျော်မျိုးနဲ့ထွေးဦးစီးမှခင်နေလာထွေးရုံလောင်းတို့တကြွခဲ့ကြောင်းသိရတယ်။ နှလုံးပြန်ပြစ်ခတ်တက်ပြတ်ခဲ့သူတက်ချက်ကြီးကိုဘူကိုလက်တော်စစ်တပ်ကစစ်ဆီးခံရအရေးယူမှုဖြစ်ပြီးလက်ကိုင်းမြို့မှာရဲစခန်းကလည်းလူတက်မှုနဲ့ဆက်လက်မှုဖွင့်အရေးယူမှုဖြစ်ကြောင်းသိရပါတယ်။ဆလာဗီထိုင်းနိုင်ငံမှာမြန်မာပြည်တင်ဆောင်လာတဲ့ကားတိုင်ယာဘိန်းပေါပြီးတူးမြောင်းနဲ့ပြောင်းကြောင်မြန်မာနိုင်ငံသားကိုဦးသိန်းဆောင်ပြီးချိန်သူတွေကိုကြားကြားနိုင်ဆောင်စမ်းနေစဉ်ထိုင်းနိုင်ငံရတာဘိုရီခိုင်မှာမြန်မာနိုင်ငံသားအလုပ်သမားတွေကိုတင်ဆောင်လာတဲ့ကားတစ်စီးမှာတာယာပေါက်ပြီးတူးမြောင်းတစ်ခုလည်းပြောင်းကြောင်ပြီးမြန်မာနိုင်ငံသားအမျိုးသားရှေ့အမျိုးသမီးတဲစုစုပေါင်းကိုဦးသိန်းဆောင်ကကားသမားပါဝင်ချောက်ထွက်ပြေးတင်ဆောင်သွားခဲ့ကြောင်း ထိုင်းသတင်းဌာနရဲ့ဖော်ပြချက်နဲ့ထိုင်းမြန်မာအရေးလှုပ်သားလှုပ်ရှားသူတွေပြောဆိုကြရသေးရတယ်။ အသက်ရှင်ကျန်တဲ့သူ၆ဦးကထိုင်းအာနာပိုင်နေရာရောက်ရှိချိန်နေရာမှာထွက်ပြေးတိမ်းရှောင်သွားကြပြီးထိုင်းအာနာပိုင်တွေကရင်မောင်းသူနဲ့ထွက်ပြေးတိမ်းရှောင်သူတွေကိုဆက်လက်စုံစမ်းနေပြီးမတော်တဆဖြစ်ပေါ်တဲ့အကြောင်းရင်းကိုစုံစမ်းနေကြောင်းဖော်ပြတယ်။ကျွန်တော်တရားတလောက်ကအခုထိတော့တိမ်းဆောင်သွားသူရောထွက်ပြေးသွားသူရောကတရားမဝင်ဝင်လာမြန်မာလို့တမားတွေဖြစ်ဖို့များလို့သိရတယ်။ဘသူဘဲဝါဆိုရကိုလည်းမေးမြန်းနေတော့မှတချို့မဲ့ကိစ္စကတော့ဘသူဘဲဝါဆိုတာနဲ့မိသားဆက်ခုခုပြချက်မရရင်တချို့ဖို့လည်းခံနိုင်တယ်။တကယ်လို့ထိုင်းအာနာပိုင်ဘက်ကမြန်မာတွေတိမ်းဆောင်မှုပြည့်အတွေ့ပြန်တော့ဘန်ကောက်မြန်မာတန်ယုံဘက်ကတော့အကြောင်းကြားနိုင်တယ်။ကျွန်တော်ဒီဘက်က လူသားချင်းစာနာထောက်ထားမှုနဲ့အမှုကိုလေ့လာမေးမြန်းတာတကယ်လို့တရားမဝင်မြန်မာလို့သမားဆိုရင်လည်းတိတ်ဆုံးသူတွေအမိသားစုဝင်တွေနဲ့ထိခိုက်နေနာခြင်းရသင့်ပါတယ်။ရဖို့လည်းလုံးဝမထင်တဲ့လို့ထိုင်းရမြန်မာလို့သမားရေးလှုပ်ရှားသူကပြောဆိုပါတယ်။နားဆင်အားပေးကြတဲ့အတွက်သူပင်ကျေးဇူးတင်ရှိပါတယ်ရှင်။